နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မြို့မှာစက်တမလာတတိယပတ်မှာအုပ်စုဖွဲ့ဓာခုံမှုဖြစ်ပွားပြီးတဲ့နောက်ပိုင်းထိုင်းရဲတပ်ဖွဲ့ကမြို့ထဲမှာကင်းလှည့်ခြင်းဂိတ်ချဆစ်ဆေးခြင်းများဇက်တိုက်ပြုလုပ်နေရာလက်ရှိမြန်မာနိုင်ငံသား150ကျော်ဖမ်းဆီးခံထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။၎င်းကကျွန်တော်တို့ချင်းမိုင်မြို့မှာအဖမ်းဆီးတွေအင်မတန်များလာပါပြီ။ ချင်းမှာလန်ဖုန်းအဖမ်းစီးတွေပိုချလာတာတွေ့ရတယ်အထူးရက်တပ်ဖွဲ့တွေဖွဲ့စည်းပြီးတော့ကိုကင်းလက်ဖမ်းစီးတာမျိုးတွေနေရာတကာမှာဂိတ်ချပြီးတော့ဖမ်းစီးတာမျိုးတွေများပြားလာတာတွေ့ရပါတယ်ဒါတွေကပြီးခဲ့တဲ့အပတ်မှာလူရန်ကားပုံစံမျိုးနဲ့ဓာတ်ခုံမှုဖြစ်လို့စစ်ဆေးတဲ့ဟာတွေပုံပုံများပြားလာတာလို့တွေ့ရတယ် ီးခဲ့တဲ့ဆက်ရှင်လေးကစပြီးတော့စက်တဘာလ24ရက်နေ့အထိအယောက်200ကျော်ဖမ်းဆီးထားပြီးဖြစ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့မြန်မာနိုင်ငံသားအယောက်150ကျော်နဲ့အများဆုံးဖြစ်တယ်လို့ပြောပြထားပါတယ်အဲ့ဒီဖမ်းဆီးခံရသူများဟာနေထိုင်ခွင့်အထောက်အထားမရှိသူများခိုးမှုရန်ကားမှုစတဲ့အမှုမျိုးစုံပါဝင်နေပြီးတော့လက်ရှိချင်းမိုင်မြို့မှာထိုင်းရဲတပ်ဖွဲ့များကစစ်ဆေးမေးမြန်းမှုတွေတင်းကျပ်လာသလိုထိုင်းလူမျိုးများကလည်းမြန်မာနိုင်ငံသားတွေအပေါ်ပုံမှုပြီးတော့သတိထားလာနေတဲ့အတွက်မြန်မာနိုင်ငံသားများအနေနဲ့ အတော်လာစင်ကျင်တရီထားကြရန်နဲ့အပြင်ထွက်တဲ့အခါမှာနေထိုင်ခွင့်အထောက်အထားတွေကိုလည်းအပြည့်အစုံယူသွားကြဖို့အတွက်၎င်းကအကြံပြုထားပါတယ်။ စက်တဘာလ16ရက်နေ့ည7:00နာရီကျော်မှာစိုင်းကယ်စီးနေလာတဲ့ဆယ်ကျော်သက်လူငယ်တစုနဲ့ထိုင်းလူငယ်တစုတို့တွေ့ဆုံရန်ဖြစ်ခဲ့ရာကနေဓာတ်ခုံမှုကျူးလွန်ခဲ့တဲ့မြန်မာလူငယ်15ဦးပါတဲ့ဂိုင်းတစ်ခုကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးတော့ကျူးလွန်သူများကိုလည်းဥပဒေအရအရေးယူပြီးပြည်နယ်တံပေးမှာဖြစ်တယ်လို့စက်တဘာလ16ရက်နေ့မှာပြုတ်လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာထိုင်းရဲတပ်ဖွဲ့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ